ဒုက္ခအလုံးမှာအဆိုးဆုံးကစိတ်ဒုက္ခပဲဒုက္ခအလုံးမှာအဆိုးဆုံးကစိတ်ဒုက္ခပဲစိတ်ဒုက္ခဟာအပူလောင်ဆုံးနဲ့ပင်ပန်းဆုံးပဲစိတ်ဒုက္ခကြောင့်ဖြစ်ပေါ်လာတဲ့ခံစားမှုဟာရုပ်တရားကိုပို့ပြီးတော့ဒုက္ခတိုးစေပို့ပြီးခံစားမှုကိုပြင်းစေတတ်တယ်။ယုတ်ကမဆောင်လို့လူကမထောင်နိုင်ပေမဲ့စိတ်ကဆောင်နေရင်ဒုက္ခကိုရှောင်ကျဉ်နိုင်ကြမှာပါပဲ။ စိတ်ကမဆောင်နိုင်ခဲ့ရင်တော့ဘလောက်ထောင်နေတဲ့ရုပ်ပင်ဖြစ်ပါစေအယုံကျိုးပြက်ဒုက္ခတွေထပ်နေစေတော့တာပဲမဟုတ်လားစိတ်ကိုဒုက္ခဖြစ်စေတာကလည်းတခြားသူတွေကြောင့်မဟုတ်ဘူးကိုယ်စိတ်ကကိုယ့်ကိုပြန်ပြီးဒုက္ခပေးတာကိုယ်စိတ်ကိုဒုက္ခပေးတာကလည်းပဲတခြားသူတွေကပေးတာမဟုတ်ဘူးကိလေသာတရားတွေကပေးတာလောဘဒေါသမောဟမာနစတဲ့ကိလေသာတရားတွေကစိတ်ကိုဒုက္ခဖြစ်စေတာ လောဘကြောင့်စိတ်ပင်ပန်းတယ်ဒေါသကြောင့်စိတ်ပူလောင်တယ်မောဟကြောင့်စိတ်ထိုင်းမိုင်းတယ်မာနကြောင့်စိတ်ခက်ထန်တယ်သတ္တပင်ဒီကိလေသာတွေဟာကိုယ်စိတ်ကိုဒုက္ခဖြစ်စေတာပါပဲဒီတရားတွေကပဲကိုယ်စိတ်ကိုညှဉ်းနှွမ်းစေတာပဲစိတ်ညစ်တော့မရှင်လန်းမရှင်လန်းတော့ပင်ပန်းပင်ပန်းတော့ဆင်းရဲဆင်းရဲတော့ဒုက္ခပဲပေါ့ဒီတော့ဒုက္ခဖြစ်တာ လောဘဒေါသမောဟစတဲ့ကိလေသာတရားတွေကိုလက်ခံမိတဲ့ကိုယ်စိတ်ကြောင့်ပဲဖြစ်တဲ့အတွက်ကြောင့်ဒုက္ခနေခြင်းစိတ်ကိုပြင်ရမယ်။စိတ်ပြင်ဖို့ဆိုရင်စိတ်ကိုဒုက္ခဖြစ်စေတဲ့ကိလေသာတွေမဝင်အောင်နေထိုင်ကြဖို့ပါပဲ။ကိလေသာတွေကြားမဝင်ဖို့ဆိုရင်တတိရှိနေမှပဲဖြစ်မှာပေါ့။တတိရှိနေတဲ့စိတ်ဟာကိလေသာတွေကင်းနေတဲ့စိတ်ပါပဲ။ကိလေသာကင်းနေတဲ့အခိုက်ဟာအပူကင်းနေတဲ့အချိန်ပဲဖြစ်ပြီး အပူမရှိတဲ့စိတ်ဟာအေးချမ်းတဲ့စိတ်ပဲပေါ့အပူကင်းကျင်ရင်အယူမပြင်းနဲ့ယူလို့ပူတာမယူရင်မပူဘူးဟိုဒီစာသားလေးကဘုန်းကြီးကလည်းရင်းရင်းနဲ့ဒီကုတ်ကိုဆုံးမခြင်းအပိုင်းလေးကနည်းနည်းရှည်သွားတယ်ရှည်သွားတယ်ဆိုတာသူကလည်းသိစေချင်တာတွေများတာဘူးဒုက္ခအလုံးမှာအဆိုးဆုံးကစိတ်ဒုက္ခပဲစိတ်ဒုက္ခအပူလောင်ဆုံးနဲ့အပင်မဆုံးပဲ စာပေမှာတော့ပရိသတ်ရေကာယကဒုက္ခစေတသိကဒုက္ခဆိုပြီးတော့ရှိတယ်။ကာယကဒုက္ခဆိုတာစိတ်စိတ်ဆင်းရဲမှုကာယကဒုက္ခဆိုတာရုပ်ဆင်းရဲမှုစေတသိကဒုက္ခဆိုတာစိတ်ဆင်းရဲမှုရုပ်တရားရဲ့ဆင်းရဲတဲ့သဘောကတော့လူတိုင်းလူတိုင်းဟိုသိမြင်ခံစားနိုင်တဲ့သဘောရှိတယ်။ရုပ်တရားရလာတော့ကဒုက္ခအဆုကြီးပဲ။ရုပ်ဆင်းရဲတဲ့သဘောကသိနိုင်တယ်။စေတသိကဒုက္ခဆိုစိတ်ဆင်းရဲတဲ့သဘောကြတော့တခါတခါလူတွေမှာကိုယ် ိုခန္ဓာကိုယ်ကြီးပင်မလို့စိတ်ဆင်းရဲတယ်စိတ်ဆင်းရဲနေတဲ့အကြောင်းအရာကိုဘာကြောင့်စိတ်ဆင်းရဲနေဆိုတာမသိဘဲနဲ့အဲဒီစိတ်ဆင်းရဲအပေါ်မှာလိုက်ပြီးတော့ခံစားနေရတဲ့သူတွေမှာလည်းပဲစိတ်ဒုက္ခကြောင့်ပေါ်ပြီးပင်မတာတွေအများကြီးရှိရုပ်တရားကြောင့်ဆင်းရဲတဲ့ရုပ်ဒုက္ခကာယကဒုက္ခကတော့ပြည့်တဲ့ရင်းစွာဘုရားရှင်ကိုရောမြတ်ကြီးလည်းပဲကာယရထားတော့ရုပ်တရားရထားတော့ဒုက္ခရနေတာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးတော်မှာဩတခါတခါခေါင်းတွေကြိုက်တော်မူတယ်ခါတော်တွေနာတော်မူတယ်အေးဒူးကောင်းတွေသွေးတွေအကုန်လုံးဩရုပ်တရားရလာလို့ဒုက္ခရလာတဲ့အပေါ်မှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးလည်းပဲမလွတ်တချို့ကဒါလူငယ်တွေကပေါတက်ကသူကကတိကဖက်ပြောတတ်တယ်ရရှိတယ်ချို့စာပြရလဲဘုရားကိုအကြည်ညိုလွန်ပြီးတော့ချို့ပြောတာလေးရှိတယ်ဒါကတော့ဘုဒ္ဓတာပေါ့ဩမြတ်စွာဘုရားကအကုန်အလုံးစုံပြည့်စုံတဲ့အတွက်ကြောင့်တဲ့ မြတ်စွာဘုရားရှင်ရဲ့ခန္ဓာကိုယ်ကမြို့သိစကားဟိုကုရီသွားတဲ့မစင်ကအစမနှံမှုတဲ့မှုေးနေလို့တာပဲတဲ့ဒီလိုပြောတာဟုတ်ဒါကယုံကြည်မှုနဲ့ပြောတာအမှန်ကတော့ဘုရားရှင်လည်းပဲခန္ဓာကိုယ်ရလာတာဖြစ်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်မှာရှိသမျှထွက်သမျှဟာကတော့ဘုရားခန္ဓာကထွက်တဲ့အရာလည်းပဲဒါကတော့နာမပဲမှုေးတယ်ဆိုရှိမှမရှိတာဟိုဘယ်နေရာပဲကြည့်ကြည့်ရုပ်တရားမှာဘုန်းကြီးတို့ခဏခဏပြောတယ်ခန္ဓာကိုယ်မှာအပေါက်တွေအများကြီးရှိတယ် အဲ့ဒီရှိတဲ့အပေါက်တွေမှာဘယ်အပေါက်ကပဲရှိရှိဘယ်အပေါက်ကပဲထွက်ထွက်ထွက်သက်မြတ်အရေးကောင်းတာတစ်ခုမှမရှိဘူးခန္ဓာကိုယ်မှာမျက်စိကထွက်တဲ့အရေးလည်းမကောင်းနားထွက်တဲ့အရေးလည်းမကောင်းဆိုတော့ခန္ဓာကိုယ်မှာရှိသမျှအပေါက်တွေကထွက်သက်မြတ်အရေးမှန်သမျှတစ်ခုမှကောင်းတာမရှိတဲ့အတွက်ကြောင့်ဒီခန္ဓာကိုယ်မှာရထားတဲ့ပုဂ္ဂိုလ်ရဲ့ဒုက္ခမှာဘုရားရှင်ကိုယ်တော်မြတ်ကြီးလည်းဒီဒုက္ခရထားတဲ့အတွက်ကြောင့်ကာယကဒုက္ခတော့ရှိတာ ဒါပေမဲ့ဘုရားယန္တာတွေမှာဘာမရှိတော့ဘူးလဲစေတသိက္ခဒုက္ခစိတ်ကြောင့်ဖြစ်တဲ့ဒုက္ခတော့မရှိတော့စိတ်ဒုက္ခမရှိတော့သူစိတ်ဒုက္ခဆိုတာကဟိုဟိုလူကြောင့်ဒီလူကြောင့်ဖြစ်တာမဟုတ်တကယ်တမ်းစိတ်ဒုက္ခဖြစ်တယ်ဆိုတာကကိလေသာတွေကြောင့်ဖြစ်တာလောဘကိလေသာတွေဒေါသကိလေသာတွေမောဟကိလေသာတွေမာနကိလေသာတွေအဲ့ဒီအပုကိလေသာတွေက ကိုယ့်ရဲ့စိတ်ကလက်ခံသွားလို့ရှိရင်လောဘကြောင့်ဖြစ်ရတဲ့ဒုက္ခရဲ့ဒေါသကြောင့်ဖြစ်ရတဲ့ဒုက္ခရဲ့မောဟမာနကြောင့်ဖြစ်ရတဲ့ဒုက္ခရဲ့ကိလေသာတွေကြောင့်ပူတာပဲဆိုတော့ဒါကြောင့်ဒုက္ခရတဲ့အပိုင်းမှာရုပ်ဒုက္ခတဲ့စိတ်ဒုက္ခပူကြည့်တယ်ဆိုတာစိတ်ဒုက္ခမမြင်နိုင်ဘူးတခါကကိုဖြစ်နေတဲ့ဒုက္ခကိုပဝင်းဉဏ်လည်းမသိဘူးကိုတယောက်တည်းဖြစ်နေတာဆိုတာလည်းပဲတခြားသူကြောင့်ဖြစ်နေတာမဟုတ်ဘဲနဲ့ကိုယ်စိတ်ထဲမှာခြားဝင်ပြီးတော့နေနေတဲ့ကိလေသာတွေကြောင့်ဒီဒုက္ခဖြစ်နေတာဆိုတော့ ဒီဒုက္ခတွေကိုဟိုတတ်တာရှင်ရင်တော့ရုပ်ဒုက္ခကအပြင်ရုပ်ပိုင်းဆိုင်ဒုက္ခတွေကခုခစ်ပေါ်ဆေးတွေနဲ့ကာယကဒုက္ခကိုတတ်တာအောင်လုပ်လို့ရတယ်။ဆရာဝန်တွေကကုသပေးတယ်ဒီနေ့ခစ်ပေါ်ဆရာဝန်တွေတော်တဲ့ဆရာဝန်တွေကဘာကိုကုသပေးနိုင်လဲ physical suffering ရုပ်ပိုင်းဆိုင်ရာဒုက္ခကိုဒီနေ့ခစ်ပေါ်ဆေးပညာဆရာဝန်တွေအကောင်းဆုံးကုသ treatment ပေးလို့ရတယ်။ဒါပေမဲ့စေတသိက်ကဒုက္ခဆိုတဲ့စိတ်ဒုက္ခကိုတော့ ဒီနေ့ခေတ်ဆရာဝန်တွေလည်းမကုနိုင်ဘူးစေတသိက်ကဒုက္ခကိုကုပေးနိုင်တာကတော့ဘုန်းကြီးတို့မြတ်စွာဘုရားရှင်ရဲ့တရားတော်နဲ့ပဲကုပေးနိုင်တာတရားတော်နဲ့ပဲစိတ်ဒုက္ခကိုကုစားပေးလို့ရလူတွေမှာပြဿနာတက်စာလူတွေမှာဒုက္ခဖြစ်เสียကအဲ့ဒီကိုလုတဲ့ကာယကံ ဝစီကံမနောကံဒီကံသုံးပါးကြောင့်ပဲတတဝါတွေကဒုက္ခရောက်တာကံသုံးပါးကြောင့်ပဲကတ္တဝါတွေအကောင်းအကျိုးကိုဖန်တီးပေးတာဆိုတော့ကာယကံနဲ့ဝစီကံကိုမူယာနဲ့နှုတ်အမူယာကို မြတ်စွာဘုရားရှင်တမားတော်တွေရဲ့တရားတော်တွေရဲ့ကတိလတိလတိခါဖို့တွင်နဲ့ကာယကံဝစီကံကိုထိမ့်ပေးလို့ရတယ်။အိမနောခံကြတော့တိလနဲ့မရတော့။မနောခံကြတော့သမထဘာဝနာဝိပဿနာဘာဝနာနဲ့ပဲသွား။ meditation နဲ့ပဲသွား။စိတ်ကိုထိမ့်ချုပ်ဖို့ဆိုရင်အဲ့ဒီသမထခြင်းစဉ်တစ်ခုခုဝိပဿနာခြင်းစဉ်တစ်ခုခုမရှိလို့ရှင်စိတ်ကိုမထိမ့်ချုပ်နိုင်ဘူး။ဒါကြောင့်ကိုယ်စိတ်လေးကိုတည်ငြိမ်ပြီးရင်ချမ်းပြီးတော့အေးချမ်းနေတယ်။ c o n c e n t r a t i meditation သမထကျင့်စဉ်ဓာမွေဝိပဿနာကျင့်စဉ်တစ်ခုကိုလုပ်ကိုလုပ်ရသမထကျင့်စဉ်ကြတော့အာယုံတစ်ခုတည်းကိုဆူဆိုက်ပြီးတော့မှတ်တတ်တဲ့ကျင့်စဉ်မျိုးကိုသမထကျင့်စဉ်လို့ခေါ်တာ။ဒါမှမဟုတ်ဘုန်းကြီးတို့တော်ကောင်းများအမြဲတမ်းထုံမှန်းနေတဲ့ပွားများနေတဲ့ဂုဏ်တော်တွေဘုရားဂုဏ်တရားဂုဏ်သံဃာဂုဏ်တော်တွေဘုရားနှုတ်တိသီလနှုတ်တိစသဖြင့်အနှုတ်တိ၁၀ပါးအဲ့ဒါသမထကျင့်စဉ်သူက ာယုံတစ်ခုတည်းကိုထက်ခါထက်ခါဆူးဆိုက်ပြီးတော့ပွားများတဲ့သဘောเอกกัตตสิทธิ์อ่ะตัวตะคูเเละอายุปุ๋ยปွားနေတာဆိုတော့อรหันต์กุณโณโหไปปွားတယ်ဆိုရင်อรหันต์อรหันต์อรหันต์ဒါလေးပဲထက်ခါထက်ခါปွားများပြီးနေတဲ့ခါစိတ်ကလေးကကွန်စင်ထရိတ်တမာဒီလေးတည်လာရင်ဒီอรหันต์กุณโณထဲမှာอายุကရောက်သွားတော့စိတ်ကလေးကငြိမ်ပြီးတော့တည်လာတော့စိတ်ကလေးငြိမ်ပြီးတည်လာလို့ရှင်ကိုယ်စိတ်ကအပြင်ကိုမလွင့်တော့အပြင်အာုံနေနောက်ကိုစိတ်ပါမသွားဘူးဆိုရင်စိတ်ကအလိုလိုပြိုးဝဖြစ်သွားတာ ရင်းပြီးတော့တော့ရောက်လို့စိတ်တည်မြန်သိပ်ပြီးကြောက်ချောက်ချာဖြစ်ပြီးကြောက်ရက်ဖြစ်ပြီးဆိုရင်ကျန်တဲ့အရာတွေနဲ့လိုက်ကူစားမနေနဲ့ဘုရားရဲ့ဂုံတွေတာပွားများပြီးတော့ထက်ကထက်ကလေ့ကျင့်ပြီးတော့ဘုရားနုဒ္ဒတိလေးတာပွားများကြည့်လိုက်စမ်းပါဓမ္မနုဒ္ဒတိလေးတာပွားများကြည့်လိုက်စမ်းပါတန်ဃာနုဒ္ဒတိလေးပွားများကြည့်လိုက်စမ်းပါစိတ်ကလေးကိုညင်သွားတော့မြတ်စွာဘုရားကညီတော်နန္ဒမင်းသားကိုဟောတဲ့ခါရာလေးတစ်ပုဒ်ဓမ္မပဒမှာလာတော်တော်လေးကောင်းပါ ယထာအာဃာရံဒုဆန္နံဥဒ္ဓိတမတိဝိသတိဧဝံအဘာဝိတံစိတ်တံရာဃောတမတိဝိသတိမကောင်းတဲ့ပြင်မိုးထားအပ်တဲ့အိမ်ကိုတဲ့အိမ်ဟာအမိုးမလုံးဘူးဆိုရင်တဲ့မိုးရေမိုးပေါက်တရာအလွယ်တကူဝင်ရောက်ထိုးပေါက်နိုင်တယ်လို့ပဲတဲ့ဧဝံတတထိုးတူပဲအဘာဝိတံတမထဘာဝနာဝိပဿနာဘာဝနာတတိတရာလက်ကင်ထားခြင်းမရှိတဲ့စိတ်တန်စိတ်ကို ရာဃော လောဘဒေါသမောဟမာနစတဲ့အကုသိုလ်ကိလေသာတရားတွေကလည်းတမဏိဝိသတိအလွယ်တကူဝင်ရောက်နှုတ်ဆက်နိုင်တယ်ဝင်ရောက်ထိုးပေါက်နိုင်တယ်အင်းကမလုံဘူးဆိုရင် အမိုးမလုံဘူးဆိုရင်နဲ့အကာမလုံဘူးဆိုရင် အပြင်မိုးရေဇက်တို့လေတွေကဝင်ပြီးတော့နှိပ်ဆက်ပြီးတော့အင်းကိုဒုက္ခပေးတတ်တယ်လို့ပဲတဲ့စိတ်မှာတမထကျင့်စဉ်ဝိပဿနာကျင့်စဉ်တတိတရားလက်ခံထားခြင်းမရှိတဲ့စိတ်ကိုလည်းပဲတဲ့ကိလေသာတွေကနှိပ်ဆက်ထားတယ်ဟော ဘုန်းကြီးတို့တော်ကောင်းများစိတ်ကလေးကတခါတခါအဲ့ဒီတတိလေးတာမကတ်လို့ကတော့လေအကြားကြောင့်လည်းပဲကိလေသာနှိမ့်ဆက်ထားပဲအမြင်ကြောင့်လည်းကိလေသာနှိမ့်ဆက်ထားပဲအနှံ့နေကြအိုးဘလို့အာယုံပဲလာလာအဲ့ဒီအာယုံနောက်ကိုစိတ်ကလိုက်သွားတော့အာယုံနောက်ကိုစိတ်ကပါသွားပြီဆိုရင်အဲ့ဒီအာယုံနောက်ကိုလိုက်ခံစားလို့လူမာဒုက္ခရောက်တယ်။သူကအာယုံကိုလိုက်ပြီးတော့လက်ခံလိုက်တဲ့ကိုယ်စိတ်မှာဝင်သွားတာကကိလေသာပဲ အာယုံအာယုံအတိုင်းမသိတဲ့အခါကျအစွဲဝင်သွားအစွဲဝင်သွားတော့အဲ့ဒီအစွဲပေါ်မှာလိုက်ပြီးတော့ခံစားရင်းနဲ့ကောင်းတော့လေလောဘဖြစ်လိုက်မကောင်းတော့လေဒေါသဖြစ်လိုက်ဆိုတော့အာယုံနောက်ကိုစိတ်ကလိုက်ပါသွားတဲ့အတွေ့အကြုံခံစားရတဲ့ဖြစ်တာစိတ်ဒုက္ခတွေဖြစ်သွားစိတ်ဒုက္ခတွေဖြစ်ခြင်းရဲ့အကြောင်းကလည်းခုနဘုရားရှင်ကိုရိုမြတ်ကြီးမိန့်တော်မူသလိုပဲစိတ်မှာတတိမကတ်လို့သမထအာယုံတစ်ခုဝိပဿနာအာယုံတစ်ခုမပွားများတဲ့အတွက်ကြောင့်အဲ့ဒီစိတ်အစဉ်နောက်ကိုစိတ်ကပါသွားပြီးတော့ဖြစ်ပေါ်လာတဲ့ ကိလေသာတွေမှာကိုယ်ကလိုက်ခံစားရင်းနဲ့ကိုယ်စိတ်မှာအနာတွေရတော့တာ။ဒီဒီတရားလေးကမြတ်စွာဘုရားကနန္ဒမင်းသားကိုခေါ်တာ။နန္ဒမင်းသားအကြောင်းလေးရလဲစိတ်ဝင်စားစရာ။သူကမင်္ဂလာဆောင်တဲ့နေ့မှာဖရာရှင်ကကြွလာပြီးတော့ညီတော်ကိုတပိတ်ပေးလိုက်တယ်။မင်းတပိတ်ထမ်းပြီးတော့လိုက်ခဲခေါ်သွား။ဆိုတော့နောင်တော်ဖရာကိုလည်းယူတည်လေးစားတဲ့စိတ်ကလည်းရှိတယ်။ကြည်ညိုလဲကြည်ညိုတာရပြန်လဲမပြောရတာနဲ့။နန္ဒမင်းသားကတပိတ်ကလေးပိုက်ပြီးတော့ဖရာနောက်ကလိုက် လိုက်ကျင်လိုက်ကျင်လိုက်တော့အဲ့ဒါနန္ဒမင်းသားဘုရားနောက်ပါသွားပြီဆိုတော့ပရိသတ်တွေကမျိုးမျိုးပြောကြဟာပါသွားပြီပြန်မမလာရင်ဒုက္ခပဲအဲ့ဒါသူ့ရဲ့သရိုသမီးဇနဗရကလျာဏီနားရောက်နားရောက်တော့ဟာသူကလည်းဆွေးရင်တော့ဒုက္ခပဲဘုရားနောက်ပါသွားတယ်နန္ဒမင်းသားဘောင်းတော်ပြန်မလာရင်တော့ဒုက္ခပဲဆိုပြီးတော့ကပန်းကတန်းအဲ့ဒါမင်္ဂလာတော်မန္တန်ကထွက်ပြီးတော့နန္ဒမင်းသားကိုမှားတယ်အမတော်ဇနဗရကလျာဏီသရိုသမီးကဘောင်းတော် အကြာကြီးမနေနဲ့တော့မြန်မြန်ပြန်ခဲ့ပါဆိုမှာလိုက်တာမှာလိုက်တော့နန္ဒအာနန္ဒမင်းသားလည်းအေးပါအကြောင်းရောက်တာနဲ့ပြန်လာခဲ့မယ်ဆိုရင်သူကတော့ဘုရားနောက်ပါတော့ဟောဘုရားအကြောင်းရောက်တော့ဘုရားကအဲ့ဒါမင်းသားတပည့်ယူနန္ဒမင်းသားမင်းဘုန်းကြီးဝတ်မလားဆိုတော့တပည့်ထမ်းပြီးတော့ခေါ်လာလဲခေါ်လာတယ်အကြောင်းရောက်တော့လည်းဘုန်းကြီးဝတ်မလားဆိုဘုရားယူသေးတာရဲ့ကြောက်ထားရဲ့နဲ့မဝတ်ဘူးလို့မပြောရဲဘူးမပြောရဲဘူးမပြောဝင်တာနဲ့မမဘုရားဝတ်မယ်ဆိုတော့အဲ့ဒါဘုန်းကြီးဝတ်ပေးလိုက်တော့ မင်္ဂလာဆောင်တဲ့နေ့မှာအဲ့ဒါဘုန်းကြီးကြောင့်ရောက်ပြီဘုန်းကြီးဖြစ်သွားတာနန္ဒမင်းသားတယောက်ရှိမှာเนาะဒီကိလူတွေကအလောက်တည်းဆိုးပါမထင်နန္ဒမင်းသားအဲ့ဒါဘုန်းကြီးဝဲပြီးတော့ဖရာသာသနာတဲ့ရောက်တော့ तू ကသရတရားနဲ့ဘုန်းကြီးဖြစ်လာတာမဟုတ်အခြေအနေရဘုန်းကြီးဖြစ်လာဆိုယုံကြည်မှုနဲ့ဝင်လာတာမဟုတ်ပဲねဖရာကြောက်လို့ဝင်လာဖရာခေါ်လို့ဝင်လာဆိုသာသနာကိုသိလက်မခံနိုင်မယုံကြည်နိုင်မကြည်ညိုနိုင်တရားအားထုတ်လို့လည်းပဲဖရာကလည်းအားထုတ်လို့ခိုင်းလို့သာအားထုတ်ရတယ်သူစိတ်က ီတရားပေါ်မှာလည်းယုံကြည်မှုအားနေတဲ့အပြင်စိတ်ထဲမှာဝိတက်ကတွေကအတွေးတွေကဝင်နေတာဘာအတွေးလေးဝင်နေလဲဆိုတော့သူနှမမှားလိုက်တဲ့သူတို့သမီးလောက်မှားလိုက်တဲ့မောင်တော်မြန်မြန်ပြန်လာပါဒီစကားလေးကိုကြားတယ်ဒါကြောင့်တရားထိုင်နေပဲဒါပဲကြားတယ်ဟောဘုန်းကြီးတို့ဘဝမှာအဲ့ဒီအတွေးတွေကတော်တော်ဆိုးတာပဲတခါတခါအဲ့ဒီစကားလုံးလေးတစ်ခုလက်ခံထားမိပြီဆိုရင်တရားထိုင်ရင်အဲ့ဒီစကားလေးနဲ့ပဲတရားထိုင်တဲ့အချိန်လုံးကိုဒုက္ခပေးတာအတွေးတွေ သိအရေးကြီးတာဆိုတော့တရားထိုင်တဲ့ယောဂီတွေကဒါချားညက်ပြီးပြောကျင်တာဘယ်တော့မှစကားတွေယူမလာပါနဲ့တရားထိုင်ဖို့စဉ်းစားပြီးဆိုအကုန်လုံး cut out လုပ်လိုက်တရားထိုင်တော့မယ်ရေးသားသွားတော့မယ်လို့စောင့်ကြပြီးပြီးဆိုရင်အဲ့ဒါတွေအာယုံတွေအကုန်လုံးဖျက်ပလိုက်တော့နော်ရေးသားရောက်လည်းဘယ်သူမှမစကားမပြောတာကောင်းတယ်စကားပြောရင်စကားတွေကတရားထဲမှာထိုင်ရင်းနဲ့အတွေးတွေအဖြစ်ပြောင်းပြီးတော့ပေါ်လာတော့နန္ဒမင်းသားက အဲ့ဒီနှမတော်မှားလိုက်တယ်မောင်တော်မြင်မြင်ပြန်ခဲ့ပါဆိုတဲ့စကားလေးကြားပြီးတော့စေတဲမှာတရားထိုင်ရင်လည်းအဲ့ဒါတွေပဲထက်ကထက်ကပေါ်နေတာဘုရားရှင်ကိုရမေကြီးကတိတယ်ဒီနန္ဒမင်းသားရဲ့အတွေးတွေဘာတွေဖြစ်နေလဲဆိုတာတိတော့အချိန်မတန်သေးတော့ဘာမှပြောသေးဘူးအချိန်နဲ့တန်တော့တန်ရောဘုရားကနန္ဒမင်းသားမင်းသာသနာမှာတရားအားထုတ်ရလားတမာတိမတည်ညင်းငွေနေပြီမလားမမဘုရားညင်းငွေပါပဲဒါဆိုရင်မင်းငါနဲ့နှက်ပြေးလိုက်မလားဟာလိုက်တာပေါ့ဘုရားနှက်ပြေးဆို နန္ဒမင်းသားဖရာကလက်မောင်းကိုဆွဲပြီးနှက်ပြီးခေါ်သွားတယ်။သူကဘာဇံမမရတော့ဇံနဲ့လည်းမကြွနိုင်။ဖရာရဲ့ပါဝါနဲ့ဖရာရဲ့တကိုးနဲ့လက်မောင်းကဆွဲပြီးတော့နှက်ပြီးခေါ်သွား။နှက်ပြီးခေါ်သွားတော့နှက်ပြီးသွားတဲ့လမ်းမှာတောအုပ်တစ်ခုကိုဖြတ်တဲ့အခါမှာမိလောင်ပြင်းမိလောင်ထားတဲ့တောအုပ်တစ်ခုကိုဖြတ်တဲ့အခါမှာမိလောင်ပြီးကားသာဆိုမိအကုန်လုံးမိတွေငြိမ့်တဲ့အချိန်မှာတင်းငုတ်တူကြီးတစ်ခုပေါ်မှာမိရဲ့ဒုက္ခတွေနဲ့မြောက်အိုမာကြီးတကောင်ကထိုင်ပြီးစိတ်ပြက်လက်ပြက်နဲ့သူလည်းပဲတော်တော် ိုခံစားရတဲ့ဒုက္ခတွေရမြောက်ကြီးကတော်တော်အိုမင်းရင်ရောပြီးတော့စိတ်တော့ကဖြစ်နေတယ်မြောက်အိုကြီးရောက်အိုမကြီးကစိတ်ပြက်လက်ပြက်အဲ့တစ်တုံးပေါ်မှာထိုင်နေထိုင်နေတော့ဘုရားကနန္ဒမင်းသားကိုအဲ့မြောက်အိုမကြီးလက်ညှိုးထိုးပြီးတော့မေးတာဒီမြောက်မနဲ့မင်းနမဇနပတကလျာဏီဘသူကပူလာလဲကွာအဲ့လိုပြီးတော့နန္ဒမင်းသားစိတ်ထဲမှာဩခိုင်းမှာခိုင်းရဲ့နှိုင်းမှာနှိုင်းရဲ့ပလီပေါ့ဒါတော့ချောမောတဲ့ငါနှမနဲ့မြန်ဒီမြောက်အိုမနဲ့နှိုင်းရဲ့ပလီပေါ့ဘုရားကမကြည့်ဘူး ဘုရားကသိရဲ့အဲ့ဒါနဲ့ပြီခေါ်သွားနဲ့ပြီခေါ်သွားနဲ့ပြီရောက်တဲ့အခါကျနဲ့သမီးချောလာတယ်ပြတယ်ဟာနဲ့သမီးတွေချောတော့နဲ့သမီးမှရှိတဲ့နဲ့သားနဲ့သမီးတွေရဲ့စွန့်အားကသူကကုသိုလ်ရှင်ကြောင့်အဲ့ပုံရောက်တာဆိုတော့အခုသေးတာနဲ့ချက်ချင်းဟိုမှာနဲ့ပြီမှာနဲ့သားဖြစ်မဲ့ပုံကအသက်20အရွယ်တခါတည်းပဲ ဒါသမီးဖြစ်မဲ့ပုဂ္ဂိုလ်ကအသက်16နှစ်အရွယ်တခါတည်းသွားဖြစ်ရတို့လူတွေလူတွေလိုကိုဝင်ဆောင်ရတာတို့အဲ့ဒီခန္ဓာကိုယ်ကြီးကိုဝင်ကိုမွေးဖွားပြီးဆောင်ဒါမှမရှိတော့ကိုယ်တို့အချိန်နဲ့ပေးတာနဲ့ချက်ချင်းနှစ်ဖြစ်မဲ့ပုဂ္ဂိုလ်ကအဲ့ဒီအရွယ်တခါတည်းသွားဖြစ်တာနှစ်ပြီမှရှိတယ်နှစ်သမီးတွေဆိုရင်16နှစ်တည်းပဲသွားပြီးတော့အိုးရဲဆိုတာမရှိဘူးနားရဲဆိုတာမရှိဘူးပေကနေကြတော့နမိတ်တွေထင်းပြီးတော့သေးတာပဲရှိတယ်အကုန်လုံးကဒီဒီပုံစံတွေပဲဆိုအကုန် small လေးတွေနဲ့အကုန် beauty တွေပေါ့အကုန်အလှတွေ ဟောအဲ့အလှတွေပြပြီးတော့ဘုရားကမေးတယ်နန္ဒမင်းသားနန္ဒမင်းသားနတ်ပြည်ကနတ်သမီးတွေမချောဘူးလားဟာချောတယ်ဗျာအဲ့အဲ့နတ်သမီးတွေနဲ့မင်းနှမဘဒူကပိုလာလဲအဲ့လိုထပ်ပြီးတော့မှနန္ဒမင်းသားပြန်လျှောက်ရှင်ဘုရားနတ်သမီးတွေကြည်လိုက်တော့မှတပည့်တော်ရဲ့နှမဇနပရကလျာဏီကလမ်းမှာတွေ့ခဲ့တဲ့မြောက်အိုမနဲ့တော့တူသွားတော့တယ်ဗျာ နသမီးမမြင်ခင်တော့သူ့နှမကိုမြောက်မနဲ့နှမ်းရကောင်းလားစိတ်တွေဇိုးနေတာနသမီးရဲ့အလှလည်းတွေ့ရောသူ့နှမရဲ့အလှကမြောက်မနဲ့တော့တွေ့သွားတယ်နော်ဒုတိယစိတ်မြင်သိအပြောင်းလဲသိမြင်တာပြောင်းလဲသိမြင်တာမရခင်တော့တော့လေဟမ်ဟိုတချင်းနေတယ်မရခင်ဖြာလို့လိတ်ထိပ်ပေါ်မှာပဲတင်ထားနော်ရပြီဖြာလို့ခင်နင်းချေသွားတော့မောင်တို့ယောက်ျားတွေယောက်ျားတွေမှမဟုတ်မိန်းကလေးတွေထို့တူ လူကျင်တက်မှတ်မှုတခုကမရခင်တော့ရလူတွေရဲ့စိတ်ကတန်ဖိုးထားတာရပြီးတော့ရင်သူကလူဟာအစ်အစ်စ်ကိုရှာနေလူရဲ့စိတ်ကအမြဲတမ်းပြောင်းလဲဆိုအဲ့ဒါပြောဥပမာပစ္စည်းလေးတခုတန်ဖိုးရှိတဲ့အရာလေးမရခင်တော့ဒါလေးရရင်ကောင်းမှာပဲကောင်းမှာပဲရလဲရလာတော့အိုးဘလောက်ပဲကောင်းတဲ့ပစ္စည်းပဲဖြစ်ဖြစ်ဒလာ2လ3လ4လတော့တော့ပြီးသွားတော့ used to ဖြစ်သွားအလေးကျင့်နေရပါဒါကိုကျွမ်းကျင်သွားပြီးဆိုတော့ဒီအပေါ်မှာနည်းနည်းတန်ရုံးစင်နဲ့ရော့ လူချင်းစိတ်တွေနေပြီးတော့နောက်တအသည့်ပေါ်လိုက်အဲ့ဒီအသည့်ပေါ်လိုက်ပြီးတော့စိတ်ကလူချင်းစိတ်တွေဖြစ်လာတာဒါကြောင့်မလောဘဆိုတဲ့စိတ်က attachment ဆိုတဲ့စိတ်က limitation သူ့ရဲ့လူချင်းစိတ်ကိုရှော့ချပေးနိုင်မှာလူမှာချမ်းသာမဟုတ်လို့ရှိရင်လောဘကြောင့်အဲ့ဒီနောက်ကိုလိုက်ရင်းနိုင်တယ်ပင်ပန်းတော့အဲ့ဒါနတ်ပြည်ကနတ်သမီးတွေပြပြီးတော့မင်းနှမနဲ့ဘသူကပိုချောလဲအာနတ်သမီးနဲ့ရှင်တော့တပည့်တော်နှမကလမ်းမှာတွေ့တယ်မြောင်းမနဲ့တော့တူးတော့တာလေဖရာဆိုရှောက်တော့ ကောင်းပြီဒီနေ့သမီးတွေမလို့ခြင်းဘူးလားဟာလို့ခြင်းတာပေါ့ဖေဟာအဲ့ဒါမင်းသားကဆိုတော့ तू ပုထုဇဉ်ဆိုတော့ तू စိတ်တည်းရှိတဲ့အတိုင်းပြောတာလူခြင်းတာပေါ့ဖေဟာလူခြင်းရင်ငါပြောတဲ့အတိုင်းလို့လုံးမလားမှန်လို့ပါမယ်ဖေဟာငါပြီးတဲ့ဤတိုင်းလုံးမလားလုံးပါမယ်ဖေဟာဆိုဖေဟာကနန္ဒမင်းသားကိုတရားပေးလိုက်တာကမ္မထမ်းပေးတာအမှန်ကတော့ရည်ရွယ်ချက်ကနတ်သမီးလူခြင်းလို့နန္ဒမင်းသားတရားအားထုတ်တာဒါပေမဲ့တရားအားထုတ်ရင် အားထုတ်ရင် စနစ်ကမှန်လာတဲ့အခါကျတော့တဖြည်းဖြည်းတဖြည်းဖြည်းတရားသဘောသိသွားနာနာမင်းသားတရားရသွားညဘုန်းကြီးဒါလေးဘာလေးကောက်ချက်ချမိလဲဆိုတရားအလိုဆိုတာခိုင်းလို့လောရတာပဲဖြစ်ဖြစ်ဟိုဘုသူပယောကလောရတာပဲဖြစ်ဖြစ်စိတ်ပါပါလို့လောရတာပဲဖြစ်ဖြစ်ဘလိုရည်ရွယ်ချက်နဲ့လောရတာပဲဖြစ်ဖြစ်နီးမှန်လမ်းမှန်သာဖြစ်သွားပြီဆိုရင်ရည်ရွယ်ချက်မတူလဲပဲတရားကတော့ရနိုင်တဲ့စွမ်းအားရှိတယ် ချို့ကနိဗ္ဗာန်ရောက်ကျင်လို့အာထုတ်တာချို့ကသမာဓိတည်ကျင်လို့အာထုတ်တာချို့ကဗာလိညာလေးရကျင်လို့အာထုတ်တာဘလို့နီးနေပဲအာထုတ်အာထုတ်နီးစနစ်တည်းဒါမှန်ကန်သွားပြီဘလို့ရွယ်ချက်နေပဲအာထုတ်အာထုတ်တရားနီးစနစ်ဒါမှန်ကန်သွားတယ်တရားရနိုင်တယ်စွန့်အားရှိနန္ဒမင်းသားကအဲ့ဒါနတ်သမီးလူကျင်လို့တရားအာထုတ်တာဒါပေမဲ့ဘုရားရဲ့ဤစနစ်အတိုင်းမှန်မှန်ကန်ကန်လိုက်နာကျင့်သုံးပြီးအာထုတ်လိုက်တဲ့အခါကျတော့နန္ဒမင်းသားတရားရတရားရသွားတော့မှဖခင်က ပြန်ပြီးတော့ဒုက္ခတိတ္တနန္နာမင်းသားကိလေသာကုံသွားပြီဆိုတော့ဘာစိတ်မှမရှိတော့ဆိုတော့ဂတိအတိုင်းနန္နာမင်းသားတရားရသွားပြီဆိုတော့ဂတိအတိုင်းပဲနတ်သမီးတွေလူကျင်သေးလားအာဖရာပြီးတော့မလူကျင်တော့ပါဘူးဖရာဆိုပြီးတော့သူ့ရဲ့ဂတိကိုပြန်ပြီးတော့ဖရာကရှင်းပေးလိုက်တယ်အာနန္နာမင်းသားလည်းဝမ်းသာပြီးတော့တရားရသွားတဲ့အခါကျဖရာကခုနတရားလေးဟောတာယထာအာဂရန္ဒုဆန္နဟောတိသမတိဝိသတိ ဧဝံအဘာဝိတံစေတံရာဂောတမတိဝိသတိမကောင်းသဖြင့်မိုးထတဲ့အိမ်ကိုမိုးရေမိုးပေါက်တို့ဟာတစ်ဆက်တစ်ဆက်တဖြည်းဖြည်းနှိမ့်ဆက်ဝင်ရောက်နေသလိုတမထဘာဝနာဝိပဿနာဘာဝနာတတိတရားလက်ကမ်းထားခြင်းမရှိတဲ့စေတံစိတ်ကို ရာဂောလောဘဒေါသမောဟစတဲ့ကိလေသာ ရာဂတရားတွေကတမတ္တိဝိဇ္ဇတိဝင်ရောက်ထိုးပေါက်နိုင်တဲ့အတွေ့အကြောင်းအပမဒေနမမိတ်မလျော့မပေါ်မဆတဲ့တရေတရားနဲ့တမ္ပါဒေထကိုစီကောင်ကပြည့်အောင်နေကြရ။ဩစိတ်ကလေးတဲ့ခန္ဓာကိုယ်အပြင်ပိုင်းမှာရုပ်ပိုင်းဆိုင်ရာတွေကသူ့ကာဘာလေးနဲ့သူထိမ့်ချုပ်ထားလို့ရှင်အပြင်အပြောကတွေအပြင်အန္တရာယ်တွေမဝင်နိုင်သလိုပဲတဲ့ဒီစိတ်ကိုလည်းပဲတမထ တခုခုဝိပဿနာတခုခုတတိတရားနဲ့ထားမှသာလေကိလေသာတွေကမဝင်ပါကိလေသာမဝင်စိတ်ယောဂါမဖြစ်ဘူးတဲ့အဲ့ဒီသမထအာယုံဝိပဿနာအာယုံကြည်ကြံเสียအာထုတ်เสียမရှိဘူးဆိုရင်စိတ်ဆိုတာအပြင်အာယုံနေနောက်လိုက်ပြီးတော့ကိလေသာတွေဖြစ်ကြတယ်ယောဂါတွေဝင်တတ်တယ်စိတ်မှာကိလေသာ ဖြစ်လို့ရှိရင်အဲ့ဒီစိတ်ကအနာရတဲ့စိတ်ပဲစိတ်အနာရတဲ့ပုဂ္ဂိုလ်ကဒုက္ခရသွားတာပဲကြောင့်မလို့ဒုက္ခတွေထဲမှာကျန်တဲ့ရုပ်ပိုင်းဆိုင်ရာဒုက္ခက ကုလို့ရတယ်စိတ်ပိုင်းဆိုင်ရာဒုက္ခဖြစ်ပြီးဆိုရင်အဲ့ဒီစိတ်ဒုက္ခကိုမြတ်စွာဘုရားကတတိလေးနဲ့ပဲရှုမှတ်ပြီးတော့စိတ်ဒုက္ခမဝင်အောင် လုပ်ရမယ်ဒုက္ခတွေအတဲမှာအကြီးဆုံးဒုက္ခစိတ်ဒုက္ခပဲဆိုတော့အဲ့ဒီစိတ်ဒုက္ခဖြစ်ပြီးဆိုရင်တမထအကျင့်စဉ်ဝိပဿနာအကျင့်စဉ်ဒီကျင့်စဉ်တစ်ခုနဲ့ဘုန်းကြီးတို့တော်ကောင်းများကစိတ်ဒုက္ခကိုကုစားရမယ်စိတ်မှာတတိမပါရင်တတိမပါတဲ့စိတ်ဟာယောဂါရတဲ့စိတ်ပဲတတိမရှိတဲ့စိတ်ဟာဒုက္ခဖြစ်စေတဲ့စိတ်ပဲဆိုတော့ ကိုယ်စိတ်ကိုတတိလေးကပ်ပြီးတော့လောဘမဝင်အောင်ဒေါသမဝင်အောင်မောဟမာနနဲ့မဝင်အောင်ထိ ंछ ုပ်ဖို့အရေးကြီးတယ်။ဟာထိ ंछ ခက်တယ်ဖေဟာတချို့ ਆ ဒီလိုပြောတယ်။ထိ ंछ ခက်လို့မထိ ंछ ဘူးဆိုရင်လွတ်ထားရင်ပိုဆိုးတာ။လွတ်ထားရင်ပိုဆိုးတာ။အဲတော့လွတ်ထားမဲ့အတူတူရသလောက်ထိ ंछ ကြည့်ရတယ်။ရသလောက်ထိ ंछ ကြည့်ရတယ်။တရားအထုတ်တဲ့ယောဂီတွေမှာဆရာတော်တွေကမြတ်စွာဘုရားရဲ့စာပေတွေမှာဘာနဲ့ဥပမာပေးလဲ။စိတ်ကတဲ့နှသိုးလိုပဲ။ နှသိုးလေးပဲနှသိုးလေးကသူကခုံပေါက်နေတာအမြဲတမ်းနှသိုးလေးနွားနွားပေါက်စားလေးခုံပေါက်နေတာအဲ့နှသိုးငြိမ်အောင်လုပ်မယ်ဆိုရင်ခြိတိုင်နဲ့ခြိပေးရခြိထားခြိတိုင်နဲ့ခြိထားတော့မှအဲ့နှသိုးကလက်ပတ်ပြီးတော့ခုံပေါက်ပြီးတော့ပြေးနေတာနောက်တော့သူပြေးရင်ပြေးနေတဲ့အဲ့ခြိတိုင်မှာကျိုးပြတ်ပြီးတော့နောက်တော့မောရင်းနဲ့နှသိုးကခြိတိုင်မှာငြိမ်သွားသလိုပဲတဲ့စာအထုတ်ခါစားယောဂီမှာစိတ်ကလေးကနှသိုးနဲ့တူတယ်။ဟိုးအမြဲတမ်းခုံပေါက်နေတာ။ဟိုပြေးလိုက်ဒီပြေးလိုက်ဟိုရောက်လိုက်ဒီရောက်လိုက်ဟာလွတ်နေတော့ ဆိုလွတ်နေတဲ့စိတ်ကလေးကိုဒီတိုင်းထားရင် तू ပို့ပြီးတော့စိုးမှာဆိုတော့အဲ့ဒါကိုတတိတတိလေးနဲ့ပြန်ပြီးတော့ခြေတိုင်ကိုရောက်နော်ခြေတိုင်ကိုရောက်အောင်ပြန်ပြီးတော့တတိလေးနဲ့ထင်းချုပ်လိုက်လွတ်သွားလိုက်ပြန်ထင်းလိုက်လွတ်သွားလိုက်ပြန်ထင်းလိုက်ဆိုရင်တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ထင်းရင်ထင်းနဲ့ तू ကစိတ်ကလေးကတမာတိလေးတီတီလာပြီးတော့မောလာပြီးတော့ကိုယ်နေရာလေးကိုငြိမ်သွားတော့တာစိတ်ကလေးငြိမ်သွားပြီးဆိုရင်ကိုယ်တန်တမှာကိလေသာတွေရှားမခိုးတော့ လောဘတွေအခုနှဲသွားမယ်ဒေါသတွေအခုနှဲသွားမယ်မောဟတွေအခုနှဲသွားမယ်လောဘဒေါသမောဟစတဲ့အကုသိုလ်ကိလေသာတွေကိုယ်စိတ်ထဲမှာမရှိတော့ဘူး pure mind ဆိုဖြူစင်တဲ့စိတ်ကလေးဖြစ်သွားစိတ်ကလေးဖြူစင်ပြီးဆိုစိတ်မှာဘာရောကမှမရှိဘူးစိတ်မှာယောဂမရှိစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ suffering ခံစားချက်ဒုက္ခဆိုတာလေမရှိတော့စိတ်ဒုက္ခမရှိတဲ့ဘဝဘယ်နေရာမှာပဲနေနေစိတ်မှာအနာမရှိတဲ့လူဟာဘယ်လိုနေရာမျိုးမှာပဲနေနေသူကငြိမ့်ချမ်းနေတာ လူတွေမှာစိတ်ဒုက္ခဖြစ်ပြီးစိတ်ရောဂါဖြစ်ပြီးဆိုဘလောက်ကောင်းတဲ့နေရာမှာပဲနေနေဘယ်တော့မှမတက်တာ။အိုးစိတ်မှသာလေယောဂါရနေမယ်စိတ်မှသာလေအနာရှိနေတယ်စိတ်ဒုက္ခတာဖြစ်နေမယ်ဆိုရင်အဲကွန်ခိုင်းမှသွားပြီးတော့စူပွားကြီးပေါ်မှာအိုးတိတ်ပြီးတော့နူးညံ့သိမ်းမွေးတဲ့နေရာကြီးမှာဘလောက်ပဲစိန်ကြကြနေပါစေမငြိမ်းချမ်းတော့အေးချမ်းတဲ့အေးခမ်းထဲမှာနေပဲလေမအေးချမ်းတော့အိုး အပြင်အေးတက်ကစိတ်မှရှိတဲ့အတွင်းအပူဓာတ်ကိုမလွှမ်းမိုးနိုင်တော့။ညစိတ်အပူဟာဘယ်မှာပဲနေနေဘလောက်အေးတဲ့နေရာမှာနေစိတ်အပူသာရှိရင်မငြိမ်းချမ်းတာဖြစ်တဲ့အဲဒီစိတ်အပူကိုဖြစ်စေတာလည်းပဲကိုယ်စိတ်ကလက်ခံထားတဲ့လောဘဒေါသမောဟစတဲ့အကုသိုလ်ကိလေသာတွေကြောင့်ဖြစ်တာဖြစ်တဲ့အတွေ့အကြုံဒုက္ခအလုံးမှာအဆိုးဆုံးဒုက္ခစိတ်ဒုက္ခဆို အဲ့ဒီစိတ်ဒုက္ခကိုတတိတရားလေးလက်ခံထားပြီးတော့နေတိုင်းနေတိုင်းကိုယ်ခန္ဓာကိုယ်ကြီးဒုက္ခမဖြစ်ရအောင်ကုစားနေကြရသလိုနေတိုင်းနေတိုင်းကိုယ်စိတ်ထဲမှာလည်းပဲစိတ်ဒုက္ခတွေမဖြစ်အောင် concentration meditation အမာတိကျင့်စဉ်တစ်ခုခုနဲ့ဒါမှမ insight meditation ဝိပဿနာကျင့်စဉ်တစ်ခုခုနဲ့ဒီသမထဘာဝနာဝိပဿနာဘာဝနာတစ်ခုခုကိုတတိတရားလက်ခံထားပြီးတော့ကိုယ်စိတ်လေးကို ထိန်းချုပ်နိုင်မယ်ဆိုရင်တတိရှိတဲ့စိတ်ဟာအပူကင်းတဲ့စိတ်ပဲတတိရှိတဲ့ စိတ်ဟာဒုက္ခกินတဲ့စိတ်ပဲဖြစ်တဲ့အတွက်ကြောင့်စိတ်ဒုက္ခกินခြင်းရင်ကိုယ်ကိုတတိတရားနဲ့လက်ခံထားပြီးတော့တမထအာယုံတစ်ခုဝိပဿနာအာယုံတစ်ခုပွားပြီးတော့မိမိတို့ရဲ့စိတ်ဒုက္ခတွေကို နေစီနေစီရနိုင်သလားကုစားမယ်ဆိုရင် ကာယကဒုက္ခလည်းတတ်တာသလိုစေတသိကဒုက္ခစေယောဂလည်းစေဒုက္ခလည်းတတ်တာမှာဖြစ်တဲ့အတွက်ကြောင့်မိမိတို့စေဒုက္ခလေးကိုတတိတရားလက်ခံထားပြီးတော့အထိုက်အလျောက်တတ်တာအောင်နေ့စဉ်နေ့စဉ်ကြိုးစားပွားများကြင်ကြံအထောက်နိုင်ကြတော့သူတော်ကောင်းများဖြစ်ကြပါစေကုန်တော့တည်